ားလုံးပဲမင်္ဂလာပါ Mei Gaming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဝေရဝင်တာမှာဆော့နေကြရပေါ်ရယ်လဲကျွန်တော်တို့အိမ်ပြင်ထွက်တိုင်းခဏခဏတည်နေတာစိတ်ညစ်နေပြီလား။အဲ့ဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြဖို့ပြောချင်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့တပြင်း scenario တွေနဲ့မတူပဲထူးခြားနေတဲ့ scenario ဖြစ်တဲ့ဝေရဝင်တာမှာရှိတဲ့ရာသီဥတုအပြောင်းအလဲတန်နဲ့အပူအေးတန်ကိုဘယ်လိုခံနိုင်အောင်နေရမလဲဆိုတာကိုကျွန်တော်တိတိလောက်ပြောပြပေးသွားမှာပါ။ ဗီဒီယိုလေးမစခင်မှာ once human နဲ့ပတ်သက်တာတွေကိုဒီထက်မကသိကျင်နေဆိုရင်ကျွန်တော်ရဲ့ May Gaming Channel ကို subscribe နှိပ်သွားကြဖို့နဲ့ဗီဒီယိုအသစ်တင်တိုင်းသိရအောင် notification ခေါင်းလောင်းလေးကိုလည်းဖြန့်သွားခဲ့ကြပါအောင်ကျွန်တော်ရဲ့ channel မှာညတိုင်း once human ကို live stream ရှိတာမဟုတ်လို့ live မှာလည်းသိကျင်တာတွေကိုလာရောက်မေးမြန်းလို့ရပါတယ်ဆိုတော့ဗီဒီယိုလေးကိုပဲဆက်လိုက်ကြရအောင် ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Way of Winter Map မှာပတ်ဝန်းကျင်ပူစရင်ဆိုတာရှိရပါတော့။ပတ်ဝန်းကျင်ပူခြင်းကအေးလွင့်လည်းတည်ပြီးတော့ပူလွင့်လည်းတည်တယ်ပေါ့နော်။အဲ့ဒါကပဲပလီယာအစ်စ်တွေကိုဒုက္ခပေးတော့။ကျွန်တော်ပြေပုံဖွင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဘက် area နှစ်ခုကအေးတဲ့ area ဖြစ်ပြီးတော့ဒီဘက်ကပူတဲ့ area ပေါ့နော်။ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်အပူချိန်ကိုဘယ်မှာကြည့်လို့ရလဲဆိုတော့အခုပြထားတဲ့ minimum ကလေးရဲ့အောက်ကနေရာလေးမှာကြည့်လို့ရရပေါ့နော်။ အဲ့လိုကိုလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ခဲရောင်လေးရာပုံမှန်အပူချိန်ပေါ့နော်ခဲရောင်လေးရာနေကျွန်တော်တို့အပြာရောင်ဖြစ်ဖြစ်အဝါအနီရောင်ဖြစ်ဖြစ်ရောက်လို့ရှိရင်ကျွန်တော်တို့အဲအနီများနေပေါ့နော်အပံရောင်ကကျွန်တော်တို့ကအေးနေရပေါ့နီရောင်ကဟိုပူနေရပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲ့ပန်ဝင်းကျင်အပူချိန်နဲ့ခန္ဓာကိုယ်အပူချိန်ဆိုတာမတူဘူးပေါ့နော်ဒီမီနီမမ်အောက်ကဟာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်အပူချိန်ပေါ့ကျွန်တော်တို့သွားနေရဲ့ပတ်ဝန်းကျင်ဘယ်လောက်ထိအေးတယ်ဘယ်လောက်ထိပူတယ်ဆိုတာပြပေးတယ်ကော အဲခန္ဓာကိုယ်ပူချင်ရကြတော့အေးတဲ့နေရာသွားမှတဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ပူချင်ရရော့လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ inventory ရိုးတစ်ချက်ဖွင့်ပြီးကြည့်ရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာဘယ်လောက်ထိအေးရင်ဘယ်လောက်ထိပူရင်ဘာတွေဖြစ်တယ်ဆိုတာရေးပေးထားရပေါ့နော်ကျွန်တော်တို့အဲခိုးစီစိတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကပုံမှန်ပူချင်ပဲအဲ 0°C ကနေ 30°C အတွင်းအပုံမှန်ပုံမှန်ပူချင်ပေါ့နော်အဲဒီပုံမှန်ပူချင်မှာကျွန်တော်တို့ကထိန်းထားဖို့လိုတာကျွန်တော်တို့အဲ့ဒါကိုမှ 0°C ကနေပြီးတော့- 30ကြားပေါ့အဲဒီကြားပူချင်းကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ cold state ကိုရောက်သွားပြီအဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားလေးမှာအဲကျွန်တော်တို့ရဲ့ဒီအဲအပူချိန်ပြဘာလီယာအဲပအပြာရောင်နုအပြာရောင်နုရောင်ပေါ့အပြာနုရောင်စိတ်ကလေးကိုရောက်သွားတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကအဲအေးနေပြီအေးနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီတောင်လေးမှာအဲဘာခန္ဓာကိုယ်အပူချိန်ရှိရပေါ့နော်အဲ့ခန္ဓာကိုယ်အပူချိန်လင်းရတဖြည်းဖြည်းကျလာတာကိုကျွန်တော်တို့ပြလိုက်မယ်အဲ့ဒါကိုကျွန်တော်တို့ကမကုဘူး အဲပြန်ပြီးတော့နှွေးအောင်မလုပ်ဘူးဆိုလို့ရှင်ကျွန်တော်တို့ကခန္ဓာကိုယ်အပူချိန်တောက်လျှောက်ကြပြီးတော့အေးအေးပြီးတော့တေးလိမ့်မယ်ပေါ့နော်အဲ့တော့မှကျွန်တော်တို့ဟိုးအပေါ်ဆုံးမှာ -30 အောက်ပေါ့နော် -30 အောက်ရောက်သွားပြီဆိုလို့ရှင်ကျွန်တော်တို့ကအရန်အေးတဲ့ state အခဲနေတဲ့အချိန်နေရာကိုရောက်သွားပြီပေါ့နော်အဲ့လိုအခဲနေတဲ့နေရာကိုရောက်သွားပြီဆိုလို့ရှင်ကျတော့ကျွန်တော်တို့ကချက်ချင်းနှီးပါခဲပြီးတော့တေးတယ်ပေါ့နော်အဲ့တော့အဲ့ အရင်အေးတဲ့နေရာတွေဆိုရင်ရှောင်းပြီးရင်အဲအေးနေပြီခန္ဓာကိုယ်ပူချိန်အေးနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြန်နှွေးအောင်လုပ်ရမှာပေါ့နော်အဲ့ဒါအမှအဲအပူလဲအဲအဲ့တိုင်းပဲပေါ့နော်30နဲ့60အတွင်းကကျွန်တော်တို့ပူတဲ့အချိန်ကိုရောက်နေပြီအဲ့လိုဆိုလို့ရှိရင် ပြန်ပြီးတော့အေးအောင်လုပ်ရတယ်အဲ60ဒီဂရီဆဲဆီယက်ကနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကချက်ချင်းနှီးပါပူပြီးတော့တိမ်မဲ့နေရပေါ့နော်အဲ့လိုနေရတယ်အဲ့တော့ကျွန်တော်တို့ကဆော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲမပူမအေးအောင်ကျွန်တော်တို့ရဲ့ခန္ဓာ character ကိုအဲချိန်ထားဖို့လိုရပေါ့ ရောက်နေတဲ့နေရာပေါ်မူတည်ပြီးတော့အေးရပူရကွာလို့မျိုးပဲနေနေညနဲ့မှာလည်းအေးရပူရကွာရပေါ့နော်နေခင်းဘက်ဆိုရင်ကျွန်တော်ပူပူပြီးတော့ညဘက်ဆိုရင်ပူပြီးတော့အေးတယ်ပေါ့နော်ကျွန်တော်မြေပုံဖွင့်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့မြေပုံကဒီဘက်အဲမြေပုံက၃ချမ်းရှိရပေါ့နော်ဒီဘက်နှစ်ခုကအေးတဲ့ဇုံနေပေါ့နော်ဒီတစ်ခုကပဲပူရဲဇုံကျွန်တော်နေယူပလေယာရေးစကြရမယ်ဆိုဒီဘက်ဇုံနေရစပြီးတော့ဆင်းရတာဆိုတော့ကျွန်တော်အေးတဲ့တန်အောင် ဘလို့ကာကွယ်ရမလဲပေါ့နော်အေးပြီးမသိအောင်ဘလို့လုပ်ရမလဲဆိုတာအရင်စပြီးတော့ပြောပြပေးပါမယ်နော်ကျွန်တော်တို့အေးတာကိုရှောင်တဲ့နီးတွေအများကြီးရှိတဲ့ထဲမှာကျွန်တော်ပထမဆုံးတစ်ခုကတော့ဒီကျွန်တော်တို့ camp ဆောက်တာပေါ့နော်ကျွန်တော်တို့ camp ဆောက်တာဘာလို့အဲဆောက်ခိုင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ရောက်ရောက်ချင်းမှာကျွန်တော်တို့ကအဲကြောက်တုံးလေးတဲလေးနဲ့တူပြီးတော့ camp ကိုတန်းဆောက်လို့ရရပေါ့နော် camp ကိုဘာလို့ဆောက်ခိုင်းလဲဆိုတော့ကျွန်တော်တို့ camp ထဲမှာနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုအဲနှွေးအောင်လုပ်ပေးရပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော် camp ထဲမှာနေလိုက်ပြီး ကျွန်တော်မှနေလိုက်ရင်ကျွန်တော်ရဲ့ဟိုဟာအပူချိန်ရတဲ့ဘားလေးကိုကြည့်လိုက်ရင်ကျွန်တော် 20°C ရဲ့အပူချိန်ရှိတယ်ပေါ့နော်ဒီဘားဝင်းကြီးကအဲ့ဒါကန်နေရအပြင်ထွက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်30ကိုပြန်ကျသွားတယ်အဲ့တော့အရင်အေးနေတဲ့ချိန်နေကန်နားမှာလာပြီးတော့အဲဘယ်လိုခေါ်မလဲအဲအေးရှောင်လို့ရရပေါ့နော်အဲ့ဒါပြီးအဲ့ဒါအပြင်မှာကျွန်တော်တို့အဲအိမ်တန်းဆောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေကို craft လို့မရဘူးပေါ့နော်ဒီကန်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီ လိုအပ်တဲ့ identity craft တာပြီးလို့ရှိရင်ကျွန်တော်တို့အဲ weapon တွေလောက်တာအဲပြီးရင် armor တွေလောက်တာမျိုးတန်းလောက်လို့ရရပေါ့နော်နောက်ထပ်ကျွန်တော်တို့ AA တန်ကိုရှောင်လို့ရရနောက်ဒီရတော့ကျွန်တော်တို့ဒီအဲကြာနေတဲ့ဘဝင်းကျင်မှာရှိတဲ့အပင်တွေပေါ့နော်အဲအပင်တွေထဲမှာမှာကျွန်တော်တို့ဗာလဲ cold resistant ပေးတဲ့အပင်တွေရှိတယ်ပေါ့နော်အဲဒီ sandy ginger ပြီးလို့ရှိရင် spike meadow ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ငရုတ်သီးပေါ့နော်ငရုတ်သီးကတော့ဒီ area မှာမရှိသေးဘူး ဒီ area မှာရှိတာအဲ spice meto နဲ့အဲ sandy ginger ပေါ့နော်ကျွန်တော်တို့ဒီ food တွေဝင်ကြည့်လိုက်လို့ရှိရင်ကျွန်တော်ခုနကဒီနှစ်ခုခူးထားတယ်အဲ့နှစ်ခုမှာဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ core resistant black fight ပေးတယ်အဲဒီကောင်လည်း core resistant black fight ပေးတယ်ကျွန်တော်တို့ဒီ spice meto နဲ့ sandy ginger ကိုကျွန်တော်ဒီအဲဒီတိုင်းကောက်စားလိုက်လို့ရရပေါ့နော်အဲအဲ့လိုကောက်စားလိုက်လို့ရှိရင်ကျွန်တော်တို့ဘေးထွက်ဆိုးကျိုးလည်းမရှိရပြန်မှာကျွန်တော်တို့အဲ core resistant ပေးရပေါ့နော်ကျွန်တော်ဒီမှာအဲဒီ day ကိုတွက်ကြည့်လိုက်လို့ရှိရင်ကျွန်တော်မှာ core resistant black fight ရနေပေါ့နော် နောက်တနည်းအနေနဲ့ကတော့ကျွန်တော်တို့ဒီကန်ထဲမှာကျွန်တော်မီးတုပ်ကလေးလောက်တာပေါ့နော်။ဟိုကန်ထဲကဒီ weapon craft ကိုဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမီးတုပ်ကလေးလောက်လို့ရရပါနော်။ဒီမီးတုပ်ကိုကျွန်တော်တို့လက်ထဲမှာကင်ထားရဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဟိုပါလဲ temperature ကို5 degree celsius ရဲ့တိုးပေးတယ်ပေါ့နော်။အခုဆိုရင်ကျွန်တော် A နေပေါ့နော်။ A နေတဲ့အချိန်မှာကျွန်တော်မီးတုပ်ကလေးကိုကောက်ကင်လိုက်မယ်ဆိုလို့ရှိရင်အဲကျွန်တော်ပြန်နွေးသွားရပေါ့နော်။အကြောင်းကျွန်တော်တို့လက်ထဲမှာမီးတုပ်ကောက်ကင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့5 degree celsius ရဲ့ပူပြီးအပူပေးတယ်ပေါ့နော် နောက်တစ်ခုကတော့ကျွန်တော်တို့ကန့်မှာလှုပ်ဝစ်လို့ရတဲ့အာမာပေါ့နော်ကျွန်တော်တို့ကန့်မှာကျွန်တော်တို့ဝက်ပွန်နဲ့အာမာလှုပ်လို့ရတဲ့မှာဒီဒီအာမာကိုကျွန်တော်တို့ကတိုက်နှစ်ခုပြောင်းလို့ရရပေါ့နော်ဒါဆိုလို့ရှိရင်ဒီဒီပထမဦးဆုံးတစ်ခုမှာကျွန်တော်တို့အဲရိုးရိုးဆိုလို့ရှိရင်ဒီအာမာကကျွန်တော်တို့မီလီဒက်မိတ်ပေးရပေါ့နော်အာမာနဲ့တည်းဝစ်လို့ရှိရင်အဲ့ဒါမှကျွန်တော်တို့ကဒီ snow land ကိုပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ core resist black fight ပေးရပေါ့နော်အာမာနဲ့တည်းဒီဒီအာမာ second bonnet ကကြတော့ကျွန်တော်တို့ ဒီ shell b နှစ်ခုထည့်လိုက်အောင်ねရတယ်ပေါ့เนาะအဲ့ဒါအောင်မှာကျွန်တော်တို့ armor မှာအဲဘာတရေနဲ့ချုပ်မလဲဆိုတာရွေးလို့ရတယ်ပေါ့เนาะအဲ့ဒါကိုကျွန်တော်တို့ bow me နဲ့အင်ကြီးမှာကျွန်တော်တို့ reindeer တရေနဲ့ချုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာ core resist black fight စီပေးရပေါ့เนาะဒီနှစ်ခုကနေပြီးတော့အဲတပြင်းဖနက်တွေအုတ်ထုတ်တွေလက်အိတ်တွေကကျွန်တော်တို့ core resist မပေးပါဘူးเนาะဘယ်ကောင်နဲ့ချုပ်ချုပ်ဒီအင်ကြီးနဲ့ bow me နဲ့ ਆ ပဲပေးတာပေါ့เนาะ အဲ့တော့ကျွန်တော်တို့ဒီအာမာနဲ့ဒီအာမာကိုဒီ Snowland ပြောင်းအင်ကြီးနဲ့ဘောင်းမီနဲ့ Snowland ပြောင်းပြောင်းပြီးသွားလို့ရှိရင်ကျွန်တော် Reindeer တည်ရင်နဲ့ချုပ်ပေါ့နော်ဒီ Reindeer တွေကဘယ်မှာရှာလို့ရလဲဆိုတော့ကျွန်တော်တို့ကြကြချင်း Early Area မှာ Reindeer တွေအများကြီးပဲပေါ့နော်ဘယ်ဘယ်နေရာတော်တော်အကောင်နေအများကြီးရှိပါကျွန်တော်တို့တမင်အကြီးပုံစံမျိုးတွေအဲ့တော့ကျွန်တော်တို့ဒီကောင်နေချုပ်ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ Core Resistant အဲဒီနှစ်ထဲ အဲ snow land နဲ့ snow land နဲ့လောက်ထားတာနှစ်ထဲဝင်မယ်ဆိုရင် core resist black fire ရတယ်ပြီးရင် armor နဲ့ bound မိမှာကျွန်တော် reindeer တစ်ထည်စီသုံးမယ်ဆိုလို့ရှိရင်အဲ core resist ငါး black fire စီနှစ်ခုပေါ့ဆိုတော့အဲ core resist တန်းရတယ် armor set က fire ရတယ်ဆိုတော့ကျွန်တော်တို့ core resist 15ပေါ့နော် အဲ့တော့ကျွန်တော်တို့အားလေးမှာဒီကန့်ရပေးထားတဲ့အာမလေးကိုလှုပ်ဝစ်ဖို့အရေးကြီးရယ်ပေါ့နော်အဲ့ကန့်ရပေးထားတဲ့အာမလေးကိုလှုပ်ဝစ်မှသာကျွန်တော်တို့အေးအေးတန်ကိုခံနိုင်ပြီးတော့ exploration တွေပါတယ်သွားလို့ရမှာမဟုတ်ရင်ကျွန်တော်တို့ခဲပြီးတည်နေလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုလေးကိုမဆက်ခင်မှာအခုကြည့်နေတဲ့သူတွေထဲမှာ once human မှာရှိတဲ့ skin တွေဝယ်ခြင်းလို့ပဲဖြစ်ဖြစ် gacha skin တွေဖောက်ခြင်းလို့ပဲဖြစ်ဖြစ်ဘလို့ဝယ်ရမလဲဘယ်မှာစိတ်ချရမလဲမသိတဲ့သူတွေအတွက်ကောင်းစရာခန့်ဆိုတဲ့ဆယ်လာစီမှာ pro တို့ဝယ်ခြင်းတာတွေအကုန်လုံးကိုယုံကြည်စိတ်ချစွာနဲ့ဝယ်ယူလို့ရပါတယ် ူစီမှာ one human မှာမဟုတ်ဘဲတခြားဂိတ်အနေနဲ့ string wallet တွေပါဝယ်လို့ရတာမဟုတ်လို့တနေရာထဲမှာအဆုံဆုံးလုံးနေတဲ့ bro တို့ဝယ်ချင်တာကိုဝယ်လို့ရပါတယ်။အယောင်ဆောင်ပေးအတူတွေနဲ့မတွေ့ရအောင်လို့ကျွန်တော်ရဲ့ video တွေနဲ့ live stream တွေရဲ့အောက်က description မှာကောင်းစရာခန့်ရဲ့ Facebook နဲ့ Telegram link တွေကိုချပေးထားပါတယ်။အဲ့တော့မှကျွန်တော်နောက်ပိုင်းကျွန်တော် legendary armor တွေဝတ်တော်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ armor set အဖက်မှာ core resist မပေးတော့ဘူးပေါ့နော်ကံ armor လိုမျိုးအဲ့တော့ကျွန်တော်တို့က core resist ရဖို့ကျွန်တော်တို့ထဲ့ချုပ်မဲ့အတရေနဲ့ပဲ ကျေလောက်ရတော့မှာပေါ့နော်အဲ့မှာကျွန်တော်တို့ legendary armor တွေကိုကျွန်တော်တို့ reindeer နဲ့မချုပ်တင်တော့ဘူးပေါ့နော်အဲ့ဒါမှာမှကျွန်တော် recommend ပေးချင်တာကဒီဝက်ဝန်တည်ရဲ့ဒီ velvet ဆိုတဲ့ကောင်ပေါ့နော်အဲ့ဒီနှစ်ခုနဲ့ထည့်ချုပ်စီခြင်း ਨੇ ဒီ velvet ဆိုတဲ့ကောင်ကကြတော့ကျွန်တော်တို့ဟို core resistant plus 15ပေးတယ်အဲဒီဝက်ဝန်ကကြတော့ကျွန်တော်တို့ core resistant plus 30ပေးတယ်အဲ့တော့ကျွန်တော်ဝက်ဝန်တရေနဲ့ချုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အင်ဂျင်နဲ့ဘောင်းမီနှစ်ထည်မှာကျွန်တော်တို့ core resistance 30 C ပေးတဲ့အတွက်ကို ကျွန်တော်ကို resist 20ရမယ်ပေါ့နော်အဲ့ဒါပြင်ဝက်ဝန်စကင်ကကျွန်တော်တို့30 degree celsius ရဲ့အောက်မှာရှိနေတဲ့အချိန်ကိုကျွန်တော်အကောင့်တက်တိုင်း hb ပြန်ဖြည့်ပေးတယ်ပေါ့နော်အဲကျွန်တော် velvet နဲ့ချုပ်မယ်ဆိုရင်ကြတော့ကျွန်တော်တို့ကို resist 25ပေးတယ်ပေါ့နော်အင်ဂျင်နဲ့ဘောင်းမီနှစ်ထည်ဆိုတော့ကျွန်တော်တို့30ရမယ်အဲတော့ကျွန်တော်ဝက်ဝန်နေဘယ်မှာရှာရမလဲဆိုတာနဲ့အဲဒီ velvet ကိုဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ပြပေးမယ်ပေါ့နော်ဒီ velvet ကကျွန်တော်တို့ velvet လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ matte detail ကိုသွားပြီးလို့ရှိရင်ဒီ crafting ထဲမှာဒီ leather walking ဆိုတဲ့အကောင်မှာကျွန်တော်တို့ ဗက်ဘက်လှုပ်လို့ရတယ်ပေါ့နော်အဲ့ကောင် unlock လုပ်ထားဖို့လိုတယ်ဒီဗက်ဘက်ကကျွန်တော်တို့ငှက်မွေးပေါ့ငှက်မွေးနေလှုပ်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ငှက်မွေးနေဝက်ဝင်ဘယ်မှာရှာရမလဲဆိုတာကျွန်တော်ပြပေးပါမယ်ကျွန်တော်တို့ငှက်မွေးရှာဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မြေပုံရဲ့ဒီနေရာပေါ့နော်ဒီကစားကွင်းလိုနေရာရဲ့ဒီနားကိုလာရမှာပေါ့နော်အဲ့နားမှာငှက်မွေးရှာလို့ရမှာပေါ့နော်ကျွန်တော်မြေပုံမှာကျွန်တော်ထောက်ထားတဲ့ area ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီနားလေးကိုလှမ်းကြည့်လိုက်ပါတော့ဒီဒီဆင်လေးပေါ့ ိုက်ဆင်လေးမှာကျွန်တော်တို့အဲဖလာမင်ဂိုငှက်တွေရှိရပေါ့နော်အခုဒီမှာဆိုလို့ရှိရင်အိုက်ငှက်တွေရှိရပေါ့အိုက်ငှက်တွေကကျွန်တော်တို့ထလည်းမပြန်တဲ့အတွက်ကိုဖမ်းရလဲလွယ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်အိုက်ငှက်ကိုအဲပြစ်တက်လိုက်ပြစ်တက်လိုက်ပြီးလို့ရှိရင်ကျွန်တော်ငှက်ကိုအဲတရေယူရဲခါကြလို့ရှိရင်ကျွန်တော်တို့ငှက်မွေးရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ဝဲဝံတရေပေါ့နော်ဝဲဝံတရေကျွန်တော်ဘယ်မှာဆရာလို့ရမလဲဆိုတော့ကျွန်တော်မြေပုံရဲ့ဒီဘက်တောင်းရေခဲဆိုင်နေရှိတဲ့နေရာရဲ့ ီနားရေခဲဆိုင်ရှိတဲ့နေရာအဲ့နေရာမှာဘောဝင်ရှိရပါတော့အခုဆိုလို့ရှိရင်ကျွန်တော်ဒီမြေပုံရဲ့ဒီရေခဲဒီဘက်ရေခဲဆိုင်ပေါ့နော်ဒီဘယ်ဘက်ရေခဲဆိုင် area ကိုရောက်နေပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီမှာဘောဝင်ရှိရပါတော့နောက်ရှိမှာဆိုဘောဝင်အဲ့ဘောဝင်ကျွန်တော်တက်လို့ရှိရင်ဘောဝင်တရေရပေါ့အဲ့ဘောဝင်နေပြင်ကိုဒီဖြန်ဖြန်နေလဲဒီမှာရှိရပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်မမတ်တစ်ထဲမှာဝေရဝင်းတာမှာပဲပေါ်မဲ့ scale ပေါ့နော်အဲဒီကောင်ကကျွန်တော်ပိုလာ expectation လို့ခေါ်ရပေါ့နော် အဲအဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲဒီကြောက်တုံးလေးတွေလုံးလို့ရတယ်ပေါ့နော်ဒီကြောက်တုံးလေးတွေမှာမှကျွန်တော်တို့အေးတဲ့နေရာတွေတွိုင်းဒီမီးတုံးလေးကိုလွယ်အိထဲမှာလုတ်ပြီးတော့ထည့်သွားလို့ရှိရင်ကျွန်တော်တို့ go resistant 30ပြည့်ရပေါ့နော်ဒီမီးတုံးလေးလုတ်ရုံနဲ့ go resistant 30ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုလုတ်တော့မယ်ဆိုလို့ရှိရင်ဒါလေးဒီ scale လေးကို unlock လုပ်ထားဖို့လိုရပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမီးတုံးလေးရဖို့ကိုကျွန်တော်တို့ပထမဆုံးဒီအဝါရောင်ကြောက်တုံးလေးအရင်လုတ်ဖို့လိုရပေါ့နော်အဝါရောင်ကြောက်တုံးကကျွန်တော်ရိုးရိုးကြောက်တုံးကနေပဲ လှုပ်လိုက်လို့ရတယ်ပေါ့နော်အဲဒီမီးတုံးလေးကိုလှုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်မီးသွေးရဲ့ခုနအဝိုင်အောင်ကြောက်တုံးလေးရဲ့အဲ့နှစ်ခုပဲလိုတာပေါ့နော်နောက်အခုမီးတုံးလေးလှုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်လေးကိုကလိန်လိုက်လို့ရှိရင်ကျွန်တော်တို့လွယ်ရီထဲကိုရောက်သွားတယ်အဲ့ဒါဆိုရင်ကျိုးကျွန်တော်တို့ effect တန်းဝင်နေပြီဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့မီးတုံးလေးအဲ့မီးတုံးလေးလွယ်ရီထဲမှာရှိနေကိုကျွန်တော်တို့စီမှာ effect ဝင်နေပေါ့နော်အဲဒီမှာမီးတုံးလေးကနေကျွန်တော်တို့ကို resistant 10ပေးရပေါ့နောက်တစ်ခုကလည်းကျွန်တော်မမတ်တစ်ထဲမှာပဲရှိတဲ့ဟာပေါ့နော်အဲဒီကောင်က အဲ့ဒီ polar expectation level 3မှာပေါ့နော် scale 3မှာရှိတယ်ဒီကောင်ကဗာလဲ KOCM မီးရင်ပေါ့နော်ဒီမီးရင်ကိုကျွန်တော်သုံးတော့မယ်ဆိုရင်လွယ်ထက်ထည့်ပြီးတော့ကျွန်တော် use ကိုနှိပ်ရသေးရပေါ့နော်မီးရင် လေးလင်းလာပြီဆိုမှရတာပေါ့အဲဒီမီးရင်ကျွန်တော် KOCM နေသုံးနေပေါ့နော်ကိုလွယ်ထက်မှာကဒီမီးရင်အပြင် KOCM ဆိုရဲ item တွေကိုပါထည့်ထားဖို့လိုတယ်ဒီကောင်ကကြာတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ temperature 30 degree အောက်ရောက်သွားရင် ကျွန်တော်တို့15 degree ဆွဲတင်တယ် အဲ30ဒီဂရီအပေါ်ရောက်သွားပြီဆိုလို့ရှိရင်15ဒီဂရီပြန်ချရတယ်ပေါ့နော်ဒီကောင်ရဲ့အလုပ်လုပ်တဲ့ပုံစံအခုဆိုလို့ရှိရင်ကျွန်တော်မီးရင်လေးကိုဖြန့်ထားပြီပေါ့နော်ဒီမီးရင်လေးရလင်းနေရလိုကိုလေးပြမှာကျွန်တော်မီးရင်ကအလုပ်လုပ်တာပေါ့နော်အဲ့ဒါပြောင်းမှာကျွန်တော်တို့မီးရင်အလုပ်လုပ်ဖို့ဆိုရင်ဒီ KOCM ဆိုတဲ့အဲအိုက်တန်လေးတွေလွယ်ထဲမှာရှိနေဖို့လိုရပေါ့နော်ဒီကောင်က KOCN မျိုးမီးစာအနေနဲ့ထည့်ပြီးတုံးတာပေါ့နော်မီးရင်ကကျွန်တော်မေကင်းလောက်ရောက်လာတဲ့အခါမှာအာမာရီလိုပဲ ဖူးတွေမှာလည်းကျွန်တော်တို့ဒီတိုင်းမစားတင်တော့ဘူးပေါ့နော်အဲဒီမှာအဲ spine meto တို့ sanitizer ညာတို့ငရုတ်သီးတို့ကျွန်တော်တို့ပို့ပြီးတော့မြင့်တဲ့ဟာတွေချက်ပြီးတော့စားလို့ရတယ်ပေါ့နော်ဒီလွယ်တဲ့ဟာအနေနဲ့ကကျွန်တော်တို့ဒီတစ်ခုပေါ့နော်ဒီတကောင်ဆိုလို့ရှိရင် ကျွန်တော်တို့ spine meto နဲ့အဲစားနဲ့လှုပ်ချက်ရုံလှုပ်ပြီးတော့စားရုံပဲပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကို resistant 10ပေးတယ်ပြီးတော့ ဒီတစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ငရုတ်သီးနဲ့အသားပေါ့ကြုံရအသားတစ်ခုခုနဲ့တွဲချက်လိုက်လို့ရတယ်ဒီကောင်ကြလည်းဒီကောင်လည်းကျွန်တော်တို့ကို resistant 30ရတယ်ပြီးရင်ဒီတစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ငရုတ်သီးနဲ့အဲကြုံရ9တကောင်ကောင်ပေါ့9တကောင်ကောင်နဲ့ထည့်ပြီးချက်လိုက်လို့ရတယ်သူကလည်းကျွန်တော်တို့ကို resistant 30ထပ်ပေးတယ်ပြီးတော့ဒီတစ်ခုဒီတစ်ခုကြတော့ကျွန်တော်တို့ငရုတ်သီးရယ် spy meadow ရယ်ကြုံရအသားရယ်လောက်ရတာဒီတစ်ခုကကြတော့ကျွန်တော်တို့ go resistant 20တောင်ပေးတယ် ပြီးတော့ဒီကောင်ဒီကောင်ကလည်းကျွန်တော်တို့ Sandy Ginger ရဲ့ငရုတ်သီးရဲ့ကြုံရံအသားရဲ့ပဲလောက်ရတာဒီကောင်လည်းကျွန်တော်တို့ Go Resistant 20ပေးတယ်ကျွန်တော်အမြင်မှာတော့လောက်ရအလွယ်ဆုံးကဒီတစ်ခုပေါ့နော်ဒီကောင်ဆို Spy Mido နဲ့စားနဲ့ပဲလောက်ရုံပဲအဲ့ဒါတွေကတော့ကျွန်တော် Go Resistant ဘယ်လိုရှားရမလဲဆိုတာနဲ့ရှားလို့ရမယ့်နေရာတွေကိုပြောပြပေးသွားတာအဲ့တော့ကျွန်တော်တို့ Heat Resistant ဘယ်လိုရှားရမလဲနဲ့အပူရန်ကိုဘယ်လိုခံနိုင်အောင်လောက်ရမလဲဆိုတဲ့အကြောင်းဆက်သွားကြမယ် ကျွန်တော် heat resistance ရှာဖို့ကျွန်တော်ပထမဦးဆုံးစပြောချင်တာဒီ frozen northern bike ဆိုတဲ့ရေခဲငါဒီရေခဲငါကလည်းကျွန်တော်တို့အဲအင်ငါကိုလက်ထဲမှာကင်ထားလို့ရှိရင်ကျွန်တော်ရဲ့ temperature ကို5 degree short ပေးတယ်အဲတော့ပူနေတဲ့နေရာကြီးတော့အင်ဒီငါကိုကင်သွားလို့ရတယ်ဒါပေမဲ့ဒီ northern bike formula ပေါ့နော်ဒီဓာတ်ကိုလုံးလို့ရမယ် formula way of winter server မှာမရှိဘူးပေါ့နော် mini bus server ငါးဆိုင်မှာဝယ်ရတာ way of winter မှာရှာလို့မရဘူး အဲ့ဒါမှကျွန်တော်တို့ဒီရေခဲငားလောက်ဖို့ဆိုလို့ရှိရင်ကျွန်တော် Northern Bike ဆိုရင်9000တောင်လို့တယ်ပြီးတော့အဲဒီရေခဲတုံးလေးလို့တယ်ပေါ့နော်ဒီရေခဲတုံးလေးဘယ်မှာလောက်ရမလဲမသိလို့ရှိရင်ကျွန်တော်တို့ဒီရေခဲတစ်တာမှာဟုတ် Make Ice ဆိုတဲ့ option ရှိရပေါ့နော်အဲ့ဒါကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော် Purify Water ကနေပြီးတော့ရေခဲတွေလုတ်ပေးတယ်အဲဒီကနေပြီးတော့ရေခဲကိုယူရတာနောက်တစ်ခုကကျွန်တော်တို့ဒီမီးကြောက်တုံးလေးလုတ်တယ်လို့ပဲရေခဲကြောက်တုံးလေးလုတ်လို့ရတယ် သူလည်းကျွန်တော်တို့ဒီအဝိုင်အောင်ကြောက်တုံးလေးနဲ့ဒီရေခဲတုံးနဲ့ပေါင်းပြီးတော့လှုပ်လို့ရတယ်သူ့ကိုလည်းကျွန်တော်တို့အိတ်ထဲမှာထည့်ထားရင်မီးကြောက်တုံးလိုပဲသူလည်း core resist 30ပေးတယ်ကျွန်တော်တို့ပြီးတော့အာမာမှာကျွန်တော်တို့ထည့်ချုပ်တဲ့တရေကကျွန်တော်တို့မီးချောင်းတရေနဲ့ချုပ်တာအကောင်းဆုံးပဲကျွန်တော်တို့ heat resistant ပေးတဲ့တရေတိတ်ပြီးတော့များများဆဆမရှိဘူးအဲ့ဒါအောင်မှကျွန်တော်တို့ရှာအလွယ်ဆုံးနဲ့တော့တဲ့တုံးလို့အကောင်းဆုံးကတော့မီးချောင်းပဲမီးချောင်းတရေကကျွန်တော်တို့ heat resistant 30ပေးတယ်အဲ့တော့ ။ပေါင်းမိနဲ့အင်ကြီးမှာကျွန်တော်20ရမယ် heat resistance ။မိချောင်းတည်ရုပ်ပဲမှရှားရလဲကျွန်တော်ပြပေးမယ်။ကျွန်တော်မိချောင်းတည်ရုပ်ရဖို့ဆိုလို့ရှိရင်အခုကျွန်တော်ရောက်နေနေရောလာဖို့လိုရပေါ့နော်။ဟိုကျွန်တော်ငှက်တည်ရေရှားလုံးဝနဲ့တူတူပဲဒီကစားကွင်း area ။ဖိုက်ကိုလာ။လာပြီးတော့ရင်ကျွန်တော်အခုရှိနေတဲ့နေရာလေးပေါ့နော်အိုင်နာမှာဒီဝင်ပေါက်ကြီးရှိရပေါ့ဒီ Mr. Wish ဆိုတဲ့ဝင်ပေါက်ရှိတယ်။အဲအဲ့ဝင်ပေါက်ဒီမှာဒီနားဒီတောင်းလေးကငှက်တွေရှာတဲ့နေရာ။အဲ့ဝင်ပေါက်ကနေကျွန်တော်ဆင်းသွားလို့ရှိရင်ဒီမှာမိချောင်းနေနေရလိမ့်မယ်။ပေါ်တော့တက်လာပြီတကောင်က။ ညာတို့ဒီအောက်ထဲမှာမိချောင်းနေအများကြီးရှိရပါတော့နော်အဲဆက်ကျွန်တော်မိချောင်းသိရပြီပါတော့ညာတို့ဒီအောက်ကနေဆက်ဆင်းသွားလို့ရှိရင်ဒီမှာမိချောင်းနေအများကြီးရှိတဲ့နေရာရောက်တယ်အဲ့တော့အခုမိချောင်းတေးလာဖမ်းလို့ရတဲ့နေရာပါနော်မိချောင်းနေအများကြီးရှိတဲ့နေရာပါဒီနေရာက ကျွန်တော်တို့ Beyond Day လာဆိုင်လို့ရပါတယ်။နောက်တစ်ခုကကျွန်တော်တို့အဲ Heat Resist Food တွေပေါ့နော်။ Heat Resist ရတဲ့ Food တွေလုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ Momentum ထဲကအဲဒီထမင်းချက်တဲ့ဟာပေါ့နော်။ဒီကောင်ကိုမိဖို့ဒီဒီနားအထိ Unlock လုပ်ထားဖို့လိုတယ်ပေါ့နော်။ကျွန်တော် Heat Resist ရဖို့ကျွန်တော် Bear Food တွေချက်ဆားရမလဲဆိုတာကျွန်တော်ပြမယ်ပေါ့နော်။အဲအလွယ်ဆုံးကောင်ကနေအရင်စပြောမယ်။ကျွန်တော်အနေနဲ့အလွယ်ဆုံးကဒီ Ice Melon ဆိုရဲကောင် အဲဒီကောင် ice melon ပေါ့နော်ကျွန်တော်က game ထဲမှာအလွယ်နည်းအနေနဲ့ဖျဲသေးလို့ပဲခေါ်လိုက်တယ်ဟော ice melon ice melon နဲ့ကျွန်တော်ရေနဲ့ရေမှာကျွန်တော် purifying water boiling water ကြိုက်တာနဲ့လုပ်လို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခု နောက်တစ်ခုမှာကျွန်တော်တို့ဒီခုနက ice melon ရဲ့ပို့ပြီးတော့မြင့်တဲ့ version ပေါ့နော်ဒီမှာကျတော့ ice melon ရဲ့ရေခဲရေရေပေါ့နော်ရေခဲလေးပဲပို့လာတာကျွန်တော်တို့ဒီကောင်မှာ heat resist 20ပေးတယ်ခုနကောင်မှာ heat resist ကျွန်တော်တို့30ပဲပေးရပေါ့နော် အာရေခဲလေးပို့ထည့်ပြီးတော့ဒီကောင်လေးပဲလှုပ်တော့တာများတယ်ကျွန်တော်ဆိုရင်အဲနောက်တစ်ခုနောက်တစ်ခုကကျွန်တော်ဒီတစ်ခုပေါ့နော်ဒီတစ်ခုမှာကျွန်တော်မင်းလို့ခေါ်တဲ့ကောင်ရဲ့ငားတွေရဲ့ကြိုက်တဲ့ငားကိုထည့်ပြီးတော့ချက်လို့ရတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ heat resist တက်ဆက်ပေးတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီကောင်ပေါ့နော်ဒီကောင်ကကျတော့ကျွန်တော်ရေခဲမင်းရဲ့ flower ပေါ့နော်အဲပန်းတစ်ခု ခုကြိုက်တဲ့ပန်းထည့်ပြီးတော့ချက်လို့ရတယ် အဲ့ဆိုရင်ဒီ၃မျိုးပေါင်းပြီးချင်ရင်ကျွန်တော်တို့ဒီကောင်ရရပေါ့နော်အဲ့ကောင်ကကျွန်တော်တို့ heat resist 20ပေးတယ်ပြီးရင်နောက်တစ်ခုကဒီကောင်ဒီကောင်ကကျွန်တော်တို့မင်းရဲ့အသားရဲ့ပေါင်းချက်ခါတာပေါ့နော်ခုနကကောင်က9ရဲ့ပေါင်းချက်ရတာဒီကောင်ကရိုးရိုးအသားတွေရိုးရိုးအသားထက်ဆိုင်ဘယ်အသားနဲ့မဆိုပေါင်းချက်လို့ရတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ heat resist 20ပေးတဲ့ food ရတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့ heat resist ပေးတဲ့ food တွေပေါ့နော်ကျွန်တော်တို့အဲအေးတဲ့နေရာရောပူတဲ့နေရာရောကိုစိတ်ကြိုက်သွားဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အင်ကြီးမှာ အဲ core resistance နဲ့ heat resistance ဆိုပြီးတော့နှစ်ထည်လောက်ထားဖို့လိုရပါတော့အဲ velvet နဲ့တစ်ထည်မိချောင်းတည်ရင်နဲ့တစ်ထည်အင်ဂျင်နဲ့ဘောင်မီနှစ်ထည်ပေါ့နော်အင်ဂျင်နဲ့ဘောင်မီနှစ်ထည်ကိုပဲလှုပ်ရှားလို့ဒါကျန်တဲ့ခေါင်းနဲ့လက်တွေကိုလှုပ်ရှားမလို့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ခုခဲမှာဒီ all weather shoe ဆိုတဲ့ကောင်ရှိတယ်အဲ့ကောင်ပွင့်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ magnetic ရဲ့ဒီ hinge ချက်တဲ့ scale မှာဟိုးအောက်ဆုံးကောင်မှာအဲ့ကောင်နေမှာပါတယ်ဒီကောင်ဖွင့်ထားဖို့လိုတယ် အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ overweather stew ချက်လို့ရပြီပေါ့နော် overweather stew မှာကျွန်တော် sandy ginger ရဲ့ mint ရဲ့ spice meadow ရဲ့ ice melon ရဲ့ပေါ့နော်အဲဒီကောင်နေပဲပါလားဘလောက်ခက်ခက်ခဲခဲကြီးမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ max stamina တိုးပေးတဲ့အပြင်မှာ heat or core resistance ကို30တောင်ပေါင်းနေအခုဆိုလို့ရှိရင်ကျွန်တော်ရှင်မှာ core heat or resistance လောဝမရှိဘူးအခုဒီ overweather food ကိုစားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့30ဒီရသွားမယ်ပေါ့နော် core and heat resistance အခုကျွန်တော်စားလိုက်ပြီစားလိုက်ပြီးတော့လို့ရှိရင်ကျွန်တော်ရှင်မှာကြီးလိုက်လို့ရှိရင် coin heat resistance 30တိရသွားတယ်ပြီးတော့ကျွန်တော်တို့အဲဒီမီးရင်ပေါ့နော်အဲဒီ KOCN မီးရင်ဖွင့်ထားလိုက်လို့ရှိရင်ကျွန်တော်တို့ A တဲ့နေရာတောင်းရင် A တဲ့ပူတဲ့ effect ကိုလုတ်တယ်ပူတဲ့နေရာတောင်းရင် A တဲ့ effect ကိုလုတ်တယ်ဆိုတော့ဒီကောင်ကလည်းကျွန်တော် general use ပဲပေါ့နော်ပဲသွားသွားတုံးလို့ရတယ်အဲ့တော့အဲ့နှစ်ကောင်ရဲ့ကျွန်တော်တို့ရှင်မှာအာမာတထယ်စီပေါ့သိရမလား အဲအင်ကြီးမှာ core resistance ဘောင်းမီမှာ heat resistance အဲ့လိုတက်သွားရဆိုလို့ရှိရင်ကျွန်တော်တို့အဲဘယ်နေရာကိုတွားတွားကြိုက်တဲ့နေရာကိုတွားလို့ရတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာပြောသားချင်တာတွေကတော့ဒီလောက်ပါပဲ wave of winter မှာဆော့နေကြတယ်ပေါ်ရာကြီးလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးသွားရင် wave of winter ရဲ့အပူဓာန်အေးနံတွေကြောင်းသင်မှာမကြောက်ရတော့ပဲမြေပုံရဲ့ဘယ်နေရာကိုမဆိုးစိတ်ကြိုက်သွားလာနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုမှာမပါလိုက်တဲ့အချက်တွေရှိရင်လည်း comment မှာရေးပေးသွားခဲ့လို့ရပါတယ်သိကျင်တာတခုခုရှိတယ်နားမလည်တာတခုခုရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ live မှာလာရောက်မေးမြန်းလို့ရပါတယ် ဲ့တော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။